တန်ဖို့ဘရစ်မှာ၃နှစ်ဆက်တိုက်သေရလက်နဲ့သာကျင်နေကြရတဲ့အာဆင်နယ်အာဆင်နယ်ဒီနေ့နဲ့ပရီးမီးယားလိပွဲစဉ်73ချယ်ဆီအသင်းရဲ့ကွင်းစတန်ဖို့ဘရစ်မှာတေရလက်ကြခဲ့တယ်ဗောလေဝမ်းဝမ်းတေကြသွားတယ်အဲ့တော့ ဒီပွဲစဉ်မစတကယ်လိုင်းနဲ့ထွက်တဲ့အချိန်မှာအာဆီဒန်ဖန်တွေအားလုံးကိုပါဇက်ဟောင်းသားဖြစ်သွားစေခဲ့တဲ့ကိစ္စလေးတခုရှိတယ်။အဲ့ဒါကဆာလီဘာတယောက်ထရိနီမှာဒဏ်ရာသွားတဲ့ဆိုပြီးတော့ဒီအားလုံး surprise လုပ်သွားခဲ့ဗောလေအသေးစားဒဏ်ရာပါပဲဆရာသမားချဲစီအသင်းနဲ့ပွဲစဉ်အတွက်လိုက်လာခဲ့သေးတယ်။ဒါပေမဲ့သူလူစင်းထဲမှာတော့မပါခဲ့ဘူးဗောလေ။ဒီရန်ကုန်စီးရင်ထဲမှာတော့မပါတော့ပွဲကြီးစဉ်ကပဲထိုင်ကြည့်နေခဲ့တာ။အဲတော့ဆာလီဘာတော့နောက်ပွဲပြန်ပါနိုင်ပါပါ။ဒါပေမဲ့အာဆီနယ်အသင်းအတွက် ဒီပွဲစဉ်အတွက်အကျိုးသက်ရောက်မှုတော်တော်လေးကြီးသွားခဲ့တယ်။ဒါကျွန်တော်တို့ဆိုတော့လူတယောက်ထွက်တဲ့ဘာညာခဏထားလိုက်အိတ်ကိစ္စကိုအရင်ပြောမယ်။ဆာလီမာမပါနိုင်တဲ့ကိစ္စကအာဆင်နယ်တင်းနေနဲ့ဗဟိုခံစစ်မှာပယ်ရိုဟင်ဂါဘေးနဲ့မော်ကွေယာနှစ်ယောက်ကိုတခါတည်းတွန်းအောင်ဖြစ်လာတယ်။အဲ့ဒီကစားသမားနှစ်ယောက်ကနှွေးရမရောက်တာ။ဒီကစားသမားနှစ်ဦးစုံကိုတခါတည်းတွန်းလိုက်တဲ့အခါမှာခံစစ်စွမ်းဆောင်ရည်အရာလက်မထောင်ပြီးသားကြိုက်တယ်။သဘောလဲကြိုက်။နှစ်ကောင်လုံးနဲ့ဝါခဲ့တဲ့အထိခြေစွမ်းပြခဲ့တယ်။ဒါပေမဲ့ အာဆီနေသင်းရဲ့အားအသာဆုံးအချက်လို့ပြောလို့ရတယ်။ခံစစ်ကနေတိုက်စစ်သွားတဲ့ transition တွေအားနေသွားတယ်။ဂေဗီယာဖြစ်ဖြစ်ဆာလီဘာဖြစ်ဖြစ်ဒီကစားမတူဦးနဲ့တွဲဆော့တဲ့အခါဒီမှာရိုင်းယားနဲ့တွဲပြီးတော့တိုက်စစ်လမ်းကြောင်းတွေဖွင့်ပေးတယ်။အရှိတ်ထိဘောခရင်ကောင်းလုပ်တယ်။ inverted တက်ဆော့တယ်အဲ့ဒီဘိုင်းနေကောင်းတယ်။နောက်ဆုံး highlight တင်ဆော့မယ်ဆိုတော့ဆာလီဘာပိုင်ပုံပြီးစိတ်ချရတယ်။သို့တော့ဒီလူငယ်ကစားမနှစ်ဦးဒီယာဒီမှရောက်လာတာ။သူတို့တက်ဆိုတယောက်ကစပိန်ကလာတယ်တယောက်ကဂျာမနီကလာတယ်။အင်္ဂလိပ်ကစားဟန်တယ်သူတို့ကအသက်ဆက်ဆက်လေး အဲ့လိုကစားမဦးဒီလောက်ထိဆွမ်းဆောင်ပေးရကျွန်တော်ကျေနေရမယ်ဒါပေမဲ့အာရီယာလိုချင်တဲ့ခံစစ်ကနေတိုက်စစ်သွားတဲ့ transition တွေကတော့လုံးဝအားနည်းခဲ့တယ်အဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းတချို့အချိန်တွေမှာမောပန်းနှဲနေပြီးတော့ပွဲပန်းနေတာမှိုင်မဲ့တချို့အချိန်တွေမှာတိုက်စစ်ကိုစိတ်ကြိုက်သွားလို့မရတာတွေကအဲ့ဒီအပိုင်းတွေပါတယ်ပွဲချိန်တွင်အချက်လက်တစ်ချက်ပြောလိုက်အောင်အာဆင်နယ်အသင်းအနေနဲ့38မိနစ်မှာမိန်တို့ဖြတ်ထုတ်ပုံကျမ်းနဲ့ကိုက်စီတို့ကြောင့်တယောက်သားနဲ့ကစားခဲ့ရတယ်38မိနစ်နော်ပထမပိုင်း 10မိနစ်လောက်ပဲထားလိုက်အောင်အချိန်မိုးပါညာဒုတိယပိုင်း45မိနစ်55မိနစ်အချိန်မိုးပါဆိုမိနစ်60လောက်အားဆင်နေသည်လူတယောက်သာနဲ့ကစားခဲ့ရတယ်ချယ်ဆီအတွက်ဆိုဒီပွဲတည်ကြတာလူတယောက်ရော့ဥဆောင်ကိုလည်းသူတို့ရတယ်ပြန်ပြေးလိုက်ရမယ်ပဲအဖိုးတန်တည်တတ်မှာပဲချယ်ဆီအတွက်ကလူတယောက်ရော့နေခဲ့တာဖြစ်တဲ့အတွက်ချယ်ဆီ7ယောက်7ယောက်ကန်တဲ့အချိန်မှာတော့အားဆင်နေကိုတကယ်နိုင်ရင်ခဲ့တယ်သူတို့တကယ်နိုင်မှုကြိုးစားတာအားဆင်နေကလည်းကြိုက်တယ်နှစ်သင်းလုံးအဝါရီဘလူးပြန်နေအားဆင်နေဆိုရင်9 6လောက်အဝါထိတယ်ပြောလို့ရတယ်ချယ်ဆီဘက်လည်းအဝါရီထိတာပဲ ဒိုင်းရိုက်အနီတောင်သူတို့ပြန်ပြီးဘွေရာကြည့်ပြီးထိသွားခဲ့အဲ့ဒီအခြေအနေကတော့အနီကတော့ကျင်းတည်ပြအမှာဒါပေမဲ့ကစားသမားနှစ်ယောက်စလုံးကဂျူရယ်ဆိုင်ရင်နဲ့နာသွားတဲ့ပုံစံမျိုးဖြစ်တာဖြစ်တဲ့အတွက်ဒါကိုရှော့ရှော့ပေါ့ပေါ့နဲ့သူတို့တစ်ချက်ပြန်စဉ်းစားတယ်အဝါတော့ပြတယ်တေချာပြန်ပြီးကြည့်တဲ့အခါမှာတော့ခြေထောက်ကိုလှမ်းပြီးထောက်လိုက်တဲ့ပုံစံမျိုးအခက်မသိရင်ခြေကျုပ်ကိုကျိုးသွားနိုင်တဲ့အနေအထားမျိုးကြီးအဲ့ကြောင့်မို့ဒိုင်းရိုက်အနီပြီးဆုံးဖြတ်ချက်ချလိုက်တယ်အဲ့တော့ဘွေရာပြန်ကြည့်ပြီးတဲ့အခါမှာအဝါကုတ်ကိုပယ်ဖြတ်ပြီးတော့ဒိုင်းရိုက်အနီပြလိုက်တယ် အဲ့ဒီအနီကကအာဆင်နယ်သားအတုံးချတတ်မယ်ဆိုလို့ရှိရင်ဒီပွဲစဉ်မှာအာဆင်နယ်ကစားသမားအနေနဲ့အနိုင်ကိုရဖို့ဒီလုံလောက်တယ်ဒါပေမဲ့မထင်မှန်ဖြစ်ပြကျွန်တော်တို့ဒုတိယပိုင်းပြဆက်စားခြင်းမှာပဲချာလိုပါရဲ့ခေါင်းတိုက်ချက်နဲ့အတူကျွန်တော်တို့ကိုးပေးလိုက်တယ်အဲ့ဒီဟာလည်းတော်တော်လေးကောင်းတယ်တေကန်ဘောကနေဆင်ထွက်လာတဲ့ဘောလုံးကိုအဲ့အရှိဆုံးဒီဘက်မှာရှိတဲ့ချာလိုပါခေါင်းတိုက်သွားခဲ့တာ ူနောက်မှာထင်ပါရှိတယ်သူနဲ့ရှင်တိုက်ဖို့ကြိုးစားတာကဒီကလန်ရိုက်ဒါပေမဲ့သူ့ရဲ့ထိချက်ကကောင်းနေအဝေးနဲ့ထောက်ကိုဘောလုံးကပြေးသွားတာဂိုးသမားလည်းဘာလုပ်လို့မရကျန်တဲ့သူတွေအလုံးနဲ့ဂျမ်းပဲကြည့်နေခဲ့တယ်အဲ့ကိုပေးလိုက်ရတယ်တယောက်ရောနေတဲ့ချက်စီးကတကိုးရသွားတော့သူတို့ကလုံးဝစနစ်တကျခက်စစ်ဆော့ဖို့ပြင်ဆင်တယ်တချို့ပိုင်းလေးမှာတော့ခေါင်နာတော့ဖို့ပြင်ဆင်တာပေါ့လေဒါပေမဲ့အာဆင်နယ်အသင်း56မိနစ်မှာဂိုးရတယ်ဘူကာအိုဆာကာကအတွင်းနဲ့တစ်ချက်ပြန်ပြီးတော့ဘောလုံးအတူလေးပြန်တစ်ချက်ဖိတ်လိုက်ပြီးတော့ cross ball ဖြတ်တင်ပေးတာ အဲ့တော့ဂူစတိုဘေးနားမှာဟိုမန်တူကီနဲ့မိန်တို့နှစ်ယောက်ရှိတယ်မိန်တို့ကပပနဲ့နဲ့ပဲခေါင်းပြေးတိုက်ပြီးသွင်းသွားခဲ့တယ်အာဆင်နယ်တင်ဝုန်းဝန်းတည်ကြသွားတယ်59မိနစ်မိနစ်60ထားဗျာနောက်ထပ်나이ဝက်လောက်ကျွန်တော်တို့မှာနောက်တစ်ခုရှာဖွေဖို့လုံလောက်တဲ့အချိန်ရှိတယ်ဒါပေမဲ့အာဆင်နယ်ဂိုးမရခဲ့ရဖို့နှိစက်ခဲ့တဲ့အချိန်တွေတချို့ရှိတာမှန်ပေမဲ့ဟာကနေဟင်ကနေဖိအားလုပ်တဲ့အခိုက်အတန့်တွေတော်တော်လေးနေပါတယ်အေရီးယားထိတ်ကကန်တာမိန်တို့လိုပုံစံမျိုးကန်တယ်ဒီနေ့ပထမပိုင်းမှာအစည်းအနေနဲ့ ဟိုအပြောက်ကန်ချက်မျိုးတွေကျွန်တော်မျောလင်းခဲ့တာဒါပေမဲ့သူ့ဆရာတိတ်မထွက်ခဲ့ဘူးဒါကလည်းကွင်းလယ်ဘက်မှာပြင်ပြီးလုံအောင်နှုတ်ရသူပြင်ပြီးပေးဆက်တာဖြစ်တဲ့အတွက်စိတ်ထင်တိုင်းအရှိမကန်ကွင်းမရခဲ့တာပါမယ်ဒီနေ့ appreciate လောက်အောင်မှာတော့ချက်စီကိုချက်စီတင်းခံစီတော်တော်လေးစနစ်ကြတယ်ပြောလို့ရတယ်ကျွန်တော်အားမရတာဒီနေ့ပွဲစဉ်မှာဘူကောက်စကားကိုအားမရတာအသင်းအတွက်သူဖန်တီးပေးသွားတာမှန်တယ်ဒါပေမဲ့ဘူကောက်စကားသည်အဝါထီထားခဲ့တဲ့ခုခုရဲလာကိုစိတ်ထင်တိုင်းသူတိုးလို့ရနေပြီဒါပေမဲ့သူအဲ့ဒါကိုတချို့ပိုင်းဒီမှာ risk view နောက်တစ်ချက်ကသူ့ရဲ့ကန်ချက်တွေ ရှန်ထွက်နေရပဲအေရီယာတွေခင်းပေးတဲ့ဟာမျိုးတွေလိုအပ်ထပ်ပို့ပြီးရှေ့ရောက်သွားတာမျိုးဘေးထွက်ဖို့ဖြစ်သွားမျိုးကန်နာဒီကထောင်သွားတာမျိုးမလူအဖက်နဲ့ဒရစ်ပလင်လုံးမဲ့အစားနောက်ကိုနိုမယ်ပတ်စ်ပြန်ပေးတာမျိုးဒီကိစ္စမှာစာကာကတော်တော်လေးကိုမှဝီးတယ်ပြောလို့ရတယ်ဘယ်ဘက်ချက်မာတီနယ်လီကိုအစောဆုံးသုံးတဲ့ဘက်တော့ကျော်သိသဘောမကျဘူးမန်တူဂီကိုအစောပိုင်းသုံးပြီးမှမာတီနယ်လီကိုနောက်မှမောရစ်ချင်မှကောက်ထဲအဲ့လိုမျိုးကျွန်တော်ဖြစ်စေချင်တာသို့တော့အာဆင်နယ်အသင်းတကယ်တင်ဆောရမယ့်အချိန်မှာထဲ့မဲ့ကစားသမားကမရှိတော့ဘူးပြောလို့ရတယ် ဒါပေမဲ့ဒီနေ့မှာတော့ယောဂက်ကိုထဲဆော့လိုက်တာအမျက်ပေါ်လေဒယန်းနေပြန်လာတဲ့အချိန်မှာယောဂရက်နေနဲ့ပြန်ပြီးကန်ထွက်လာတဲ့အလုံးကိုသူပိတ်သွင်းဖို့ကြိုးစားတယ်ဒါပေမဲ့ဂိုးသမားနဲ့သွားဆိုင်တယ်လို့ဖြုတ်သွားတယ်တော်တဲ့ဘောလုံးလေးနည်းနည်းထိသွားတယ်ပြောရမှာမဟုတ်ရင်သူလည်းหนีသွားနိုင်တယ်အဝါကက်တော့ထိသွားတယ်အဲ့တော့အာဆင်နယ်တင်းနေနဲ့ဒီနေ့ပွဲစဉ်မှာဘောလုံးပိုင်ဆိုင်မှုရ62ရာခိုင်နှုန်းဘောလုံးပိုင်ဆိုင်မှုတွေကလည်းအမှန်တကယ်ဆိုလေထဲကိုပြောရမှာရမှုပွဲပြီးရင်ဘယ်သူနိုင်သွားလဲပဲအရေးကြီးတာချက်စီကတော့38ရာခိုင်နှုန်းဒါကတော့တယောက်ယောက်နဲ့အသေးပဲဘောလုံးပိုင်ဆိုင်မှုနည်းမယ် ိုပေါက်ကန်သူမူချယ်ဆီက7ချိန်မှာ၄ချိန်ကိုပေါက်တဲ့တယ်အာဆင်နီက8ချိန်ကန်တယ်၄ချိန်ကိုပေါက်တဲ့တယ်၄ချိန်စီကိုပေါက်တဲ့ပြီးတော့တယောက်ကိုတကူးစီနဲ့ပွဲပြီးဆုံးသွားခဲ့ရပေါ့လေထောင်းကန်ဘောကတော့တသိန်းကို၃ချိန်စီရတယ်ဒါပေမဲ့အာဆင်နီရဲ့ထောင်းကန်ဘောတွေဒီနေ့အလုံးမဖြစ်ခဲ့ဘူးပြောလို့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အာဆင်နယ်အသင်းထိုက်တယ်ရီမှာ၅မှတ်အတာနဲ့ ရှိသေးတာမှန်ပေမဲ့အဆင့်တက်မှာပေါ့လေဒုတိယနေရာမှာ just zero ကို9မှတ်ဖြတ်ထားတာမှန်ပေမဲ့ဒီနေ့ပွဲစဉ်မှာ3မှတ်ရချင်စိတ်ကတော့ကျွန်တော်တော်တော်လေးမြင့်ပါတယ်အဓိကကျွန်တော်ရှေ့မှာဗျာစပါးနဲ့ပွဲစဉ်ဘိုင်မြူနစ်အသင်းရဲ့ပွဲစဉ်မှာကျွန်တော်တို့တော်တော်လေးကိုအားကုန်ထုတ်ပြီးကစားခဲ့ရတာရှိတဲ့အတွက်ဒီပွဲစဉ်မှာတော့ခြေကုံလက်ပန်းကျရလို့ပြောမလားခက်စစ်မှာလူတစ်ကစားသမားတွေမို့လို့အားလုံးကလည်းဝါထားပြီးသားမို့လို့ရှေ့ကိုတိတ်ပြီးမတည့်ရဲတဲ့ပုံစံမျိုးဆော့သွားတယ်ပြောမလားအဲဒါပဲ စစ် playing style တခုကိုပဲအသက်သွင်းသွားတယ်ပြောမလားမသိဘူးဒီနေ့ပွဲစဉ်ကတော့ Chelsea တွက်ကတေရလက်ကအဆင်ပြေတယ်အာဆင်နယ်တွက်ကတေရလက်ကတော့ရှုံးတယ်လို့ပဲရမှတ်နှမှတ်ကြပြောက်ခဲ့တယ်လက်ပေါ်မှုနိုင်တဲ့ချိန် Manchester City နိုင်တဲ့အချိန်မှာပေါ့လေအာဆင်နယ်ဒီနေ့တမှတ်ပေးရခဲ့တဲ့ဆိုတဲ့အတွက် Tidery ကတော့အမှတ်ပြန်ပြီးချင်းမြောင်းသွားတယ်ဒါပေမဲ့ရှေ့ပွဲတွေမှာအာဆင်နယ်က bit map ပွဲစဉ်တော်များတိတ်မရှိတော့ဒီပွဲလေးသာနိုင်လိုက်ရင်ဆိုတဲ့စိတ်မျိုးနဲ့ကျွန်တော်ကြည့်ခဲ့တယ်ဒါပေမဲ့နိုင်ပွဲတွေဆက်တဲ့အချိန်မှာလည်းကျွန်တော်တို့ပြောခဲ့ပြီးပြီတေကြတဲ့အချိန်မှာလည်းကျွန်တော်တို့ ခံနိုင်ရှိဖို့လိုအပ်တယ်ကျွန်တော်ဘယ်သူမှအပြစ်မတင်ဘူးဒါပေမဲ့စာကာဒီထက်ပိုပြီးကောင်းခဲ့သေးတယ်ကွာမိန်တို့ဒီထက်ပိုပြီးအခွင့်အရေးတွေအသုံးချနိုင်ခဲ့သေးတယ်ကွာမာရီနယ်လီဒီထက်ပိုပြီး right နဲ့ wanted တွဲရင်းနဲ့ကန်နိုင်ခဲ့သေးတယ်ကွာဆိုတာမျိုးလေးတော့တွေးမိတယ်နောက်ဆုံးလေရရဘောလုံးခေါင်းခုံတိုက်တဲ့ထင်ပါတယောက်ဂိုးပေါက်လေးတဲသွားသင့်နေကွာဆိုတာမျိုးတော့ကျွန်တော်တွေးမိတယ်။နိုင်ကျင်တာပေါ့။ကျွန်တော်ပြောပြီးပြီ။ချန်ပီယံလိမှာဖြစ်ချင်အောင်ဖြစ်။လီဖတ်ပွဲစဉ်နောက်၃ပွဲ။၂ပွဲနိုင်တစ်ပွဲရှုံးရတယ်။ ဒါပေမဲ့ပရီးမီးယားလိမှာကျွန်တော်ပွဲတိုင်းနိုင်ခြင်းတယ်အဲ့ဒါကျွန်တော်ပြောပြီးပြီဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်ကျွန်တော်ဖြစ်ချင်တာဖြစ်ဆိုကျွန်တော်ပြစ်ထားနိုင်သွားတာပဲကျွန်တော်ပြောရတယ်လေဒါပေမဲ့ပရီးမီးယားလိမှာကျတော့ကျွန်တော်တို့တပွဲနိုင်လိုက်ပြီဆိုရင်ဒုတိယနေရာအသင်းတတိယနေရာအသင်းအမှတ်ဘလောက်ဖြတ်တာမျိုးအခုဆိုကျွန်တော်တို့တည်ကြွားတော့ဒုတိယနေရာအသင်းနဲ့တတိယနေရာအသင်းနေပါညာကျွန်တော်တို့ကိုအမှတ်ဘလောက်ကျင်းပြောင်းသွားတာမျိုးကျွန်တော်ပြန်ပြီးကြည့်ရတယ်အဲ့တော့ဒီပွဲစဉ်ကတော့ချယ်ဆီအတွက်ဆိုရင်တော့အဖိုးတန်တေဓမတ်အာဆင်နယ်အတွက်ဆိုရင်တော့အဖိုးတန် နှစ်မှတ်ကြပြောက်ခဲ့တဲ့ပွဲလို့ပြောလို့ရတယ်။ဘာပြောပါကိုကောင်နေပွဲပန်းနေကြတာတေးတပွဲယူနိုင်ခဲ့တာဖြစ်တဲ့အတွက်ဟိုအရန်ကြီးတော့စိတ်တော်မဆိုးဘူးပေါ့လေဖြစ်နိုင်နိုင်နေတာပေါ့။ကြောညီကိုတွေရောဘယ်လိုထင်လဲ။ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တခုခုရေးသားပြီးတော့ပါအောင်။ကိုင်စီတို့တယောက်အနီးကထိတဲ့ဖြစ်စဉ်ကတော့ဝီယာပြောင်းကြည့်တဲ့အခါမှာပြင်းထန်တယ်။မိန်းတို့ထန်ရသွားတာမဟုတ်ပေမဲ့ဒီလိုမျိုးဖြတ်တောက်မှုများတော်တော်လေးအနေရများတာဖြစ်တော့သူတို့ပြန်ကြည့်ပြီးတော့ဒါရဲ့အန်ဒီကဒါပြတ်တလိုက်တယ်ဗောလေ။ဘာပြောပါ ျောအနေနဲ့တော့ဒီပွဲစီကိုနိုင်ငင်ခဲ့တယ်ဒါပေမဲ့အဝေးကွေးလည်းဖြစ်တယ်နောက်ဆုံးနှစ်နှစ်တွင်းမှာလည်းတည်ရေကြခဲ့တယ်အခုကလည်းတတိယမြောက်တည်ကြတဲ့နှစ်ဆိုတော့နောက်နှစ်စတန်ဖို့ဘရစ်သွားပြီးကန်တဲ့အခါကျရင်တော့အာဆင်နယ်နိုင်ပွဲလေးယူနိုင်မယ်လို့တော့မျှော်လင့်ထားပါတယ်အာရီတာကိုလည်းတည်ပွဲကြတာကိုသူလည်းသိပ်ပျော်မယ်လို့တော့မထင်ဘူးကဲအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ် ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြောရင်းဖြစ်ကစားခြင်းဆိုတော့ဘာပဲဟိုနှစ်တောင်ကို946 946လုံး3ညာ3တရင်နဘက်3ညာကို9983ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်သက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်မှွင့်ချင်တဲ့သုံးသပ်မှာလာပြီးဆော့လို့ရပါတယ်။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုကြည့်ပြီးတော့ VPN link နဲ့အားပေးလို့ရပါတယ်ခင်ဗျာ။